င်္ဂလာပါရှင်ရန်ကုန်ခေတ်တရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမှာရှင်ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေနဲ့မြန်မာအခြေအနေကို ICC ကိုလွှဲပြောင်းပြီးပြည်မှုကျူးလွန်သူတွေကိုပြစ်ဒဏ်ဆင်ရင်ချက်မှတ်ရန်တမ်မတ်ကြီးဦးကျော်မိုးတွန်းကထပ်မံတောင်းဆိုလိုက်ပါတယ်ကြတကားမြို့နယ်မြို့ချောင်းစိန်ကက်လန်ရိုးမှာဖြက်လန်းပန်းမှာလေးရက်ဆက်တိုက်တိုက်ပွဲဖြစ်ပွားပြီးစစ်ကောင်စီတပ်သား35ဦးသေသွားက PDF ရဲဘော်တို့ကြာဆုံးခဲ့တဲ့တဲ့ရင်ပါဝင်နောက်ဆုံးရတဲ့တဲ့ရင်တွေကိုတင်ဆက်ပေးပါမယ်ရှင်။ ခုပထမဆုံးတက်ဆက်ပေးခြင်းတဲ့တဲ့တပုတ်ကတော့ကုလသမဂ္ဂလုံခြုံရေးကောင်စီကမြန်မာနိုင်ငံအခြေအနေကိုနိုင်ငံကရာဇဝတ်ခုံရုံး ICC ကိုလွှဲပြောင်းပြီးပြည်မှုကျူးလွန်သူတွေကိုတရားဝင်ကြောင်းညာပြစ်ဒဏ်ဆင်ရင်ချမှတ်နိုင်ဖို့အတွက်တာမန်ကြီးဥကြုံမိုးထွန်းကထပ်မံတောင်းဆိုလိုက်ပါတယ်။မေလ29ရက်နေ့ကမြန်မာအရေးကိစ္စအတွက်ကုလသမဂ္ဂလုံခြုံရေးကောင်စီအစည်းအဝေးကိုလုံခြုံရေးကောင်စီရဲ့အမြဲတမ်းအဖွဲ့ဝင်နိုင်ငံတကာနိုင်ငံဖြစ်တဲ့ပြည်ထိုင်နိုင်ငံကကုလသမဂ္ဂဌာနချုပ်မှာကျင်းပခဲ့စဉ်တွင် ဥကြော်မိုးထွန်းကထပ်မံတောင်းဆိုလိုက်တာလည်းဖြစ်ပါတယ်။မြန်မာအာဏာသိမ်းစစ်တပ်အနေနဲ့လူသားမျိုးနွယ်ပေါ်ကိုကျူးလွန်တဲ့ရာဇဝတ်မှုတွေနဲ့စစ်ရာဇဝတ်မှုတွေအပါအဝင်မြောက်များစွာသောရက်ဆက်ကြမ်းကြုတ်မှုတွေကိုဆက်လက်ကျူးလွန်နေရကိုမျက်ဝါးထင်ထင်တွေ့မြင်နေရတယ်လို့လည်းဥကြော်မိုးထွန်းကပြောပါတယ်။ပြည်သူတွေရဲ့အသက်ကိုကယ်တင်ရေး တော်ဝင်ယူမှုတော်ဝင်ခံမှုရှိစေတဲ့နန္ဒကာအပိုင်ဝန်အထူးသဖြင့်ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေနဲ့စစ်တပ်ရဲ့ရက်ဆက်ကြံ့ကြုတ်မှုတွေကိုရပ်တန့်ဖို့ထိရောက်တဲ့လှုပ်ဆောင်ချက်တွေဆောင်ရွက်က အဲ့ဒီအပြုတ်မှုတွေကိုလုံးဝလက်မခံကြအောင်ပြတ်သားရမယ်လို့လည်းဥကြုံမိုးထွန်းကပြောပါတယ်မြန်မာပြည်သူတွေရဲ့အသက်ကိုကယ်တင်နိုင်ဖို့မြန်မာလူငယ်တွေရဲ့အနာဂတ်မြန်မာပြည်သူတွေရဲ့အနာဂတ်ပြန်လဲရယူပေးနိုင်ဖို့အတွက်လုံခြုံရေးကောင်စီရဲ့ထိရောက်တဲ့အရေးယူမှုမလွဲမသွေလိုအပ်နေတယ်ဆိုတာလွန်စွာထင်ရှားကြောင်းတဲမကြီးဥကြုံမိုးထွန်းကပြောပါတယ်ရှင် ရခိုင်သတင်းတပုတ်ကိုတင်ဆက်ပေးကြပါရစေ။ရခိုင်ပြည်နယ်စစ်တွေမျိုးဗျိုင်းပြူရွာမှာစစ်ကောင်စီတပ်ဖြတ်လိုက်တဲ့ရွာသားအရေးတဲ့ဟာဆယ်ဦးထိရှိလာတဲ့ပြည်ဖမ်းဆီးခံရတဲ့ပြည်သူတွေဟာလည်းအယောက်90ထဲမှနေရှိလာပြီလို့ဒေသခံပြည်သူတွေက ပြောပြပါရစေ။လက်ရှိမှာတော့ဗျိုင်းပြူရွာကပြည်သူတွေအလုံးဟာ ရွာကိုစွန့်ခွာပြီးစစ်တွေမျိုးတွေကဝင်ကဘာကွဲမှာတဲထိုးနေထိုင်နေရတယ်လို့လည်းသိရှိရပါတယ်။မျက်မြင်တွေရဲ့ပြောဆိုချက်အရဗျမ်းဖြူကျေးရွာကအပြစ်မဲ့ရွာသားဆယ်ဦးထက်မနည်းဟာမတရားတပ်ဖြတ်ခံထားရတယ်လို့90ဦးထက်မနည်းဟာလည်းမတရားဖမ်းဆီးခံထားရတယ်လို့သိရှိရပါတယ်။မနေ့ကမနေ့ပိုင်းမှာရွာဝင်ထွက်ဖွံ့ဖြိုးတဲ့အတွင်း ပြန်ပြူကျေးရသားတွေဟာရွာလုံးကျွရွာကိုစွန့်ခွာလာတာဖြစ်တယ်လို့လည်းသိရှိရပါဗျ။စစ်တွေမျိုးဝန်ကဘာကွင်းကိုရောက်ရှိနေတဲ့ပြန်ပြူကျေးရသားတွေထဲမှာအမျိုးသမီးတွေနဲ့ကလေးငယ်အများဆုံးပါဝင်ပြီးအမျိုးသားတွေမှာတက်ကြီးပိုင်းတွေဖြစ်တယ်လို့လည်းစစ်တွေမျိုးကန်တို့ကပြောပြပါဗျ။ကြန့်ရှိတဲ့အမျိုးသားတွေအကုန်လုံးဖမ်းဆီးခံထားရတာဖြစ်တယ်လို့လည်းသိရှိရပြီးရွာကိုမီးရှို့မယ်လို့ပြောဆိုရတဲ့အတွက်ကြောင့်အခုလိုထွက်လာကြတာဖြစ်တယ်လို့လည်းဒေသခံပြည်သူတို့ကပြောပြပါရရှင်။ ဘကိုးရသတင်းတပုတ်ကိုတင်ဆက်ပေးကြပါရစေ။ဘကိုးတန်ကြောက်တကားမြို့နယ်မြို့ချောင်းစင်ကန့်လန်ရိုးမာဖြတ်လမ်းပန်းမှာလေးရဆက်တိုက်ပွဲဖြစ်ပွားပြီးအကြမ်းဖက်တပ်သား35ဦးသေသွားကာ PDF ရဲဘော်နှုတ်ကြဆုံးခဲ့ရတယ်လို့ တာရီခဲ PDF ကတာဝန်ရှိသူတို့ကပြပြပါရယ်မေလ26ရက်နေ့မှာစင်ကက်လန်ရိုးမဖြလန်း12မိုင်တိုက်ပွဲမှာစစ်ကောင်စီတပ်သားတအုပ်ဟာထေသွားတာဖြစ်ပြီး မေလ28ရက်နေ့18မိုင်တိုက်ပွဲမှာတော့စစ်ကောင်စီတပ်သား9ဦးဟာပွဲချင်းပြီးထေသွားခဲ့တာဖြစ်တယ်လို့လည်းသိရှိရပါရယ်အဲ့ဒီနောက်မေလ28ရက်နေ့က စိန်ကက်လန်ရိုးမာဖြန်လန်း78မိုင်အနီးမှာစောင့်ကြိုမိုင်းဆွဲတိုက်ခိုက်ခဲ့ရမှာ စစ်ကောင်စီတပ်သား12ဦးဟာသေသွားပြီးအများပြားလဲဒဏ်ရာရှိခဲ့လို့သိရှိရပါတယ်။မေလ29ရက်နေ့မြို့ချောင်စိန်ကက်လန်ရိုးမာဖြန်လန်း79မိုင်တိုက်ပွဲမှာတော့အပြန်အလှန်ပြစ်ခတ်မှု၄နိုင်ခန့်ကြာမြင့်ခဲ့ပြီးစစ်တပ်ဘက်က18ဦးသေသွားကအများပြားလဲဒဏ်ရာရှိခဲ့လို့သိရှိရပါတယ်။တိုက်ပွဲတွေအတွင်းမှာ PDF ရဲဘော်နှုတ်ဟာတိုင်းပြည်အတွက်မြင့်မြတ်စွာကြာဆုံးခဲ့ရလို့လဲတာရီခဲ PDF က တာဝန်ရှိသူတို့ကပြပြပါရရှင်ဒီတစ်ခါမှာတော့ပြည်တွင်းရွှေဈေးကမှာရွှေဈေးနှုန်းတွေပြန်လဲကျဆင်းခြင်းအယောင်းဝယ်ဟာလည်းရော့ကျသွားပြီးရွှေတုံးရောင်းချမှုရပ်ဆိုင်နေလို့ရန်ကုန်ရွှေကုန်တွေစီကသိရှိရပါတယ် မေလ31ရက်နေ့မနက်ပိုင်းမှာမီးလင်းရွှေစင်းတို့ဟာအခောက်ရွှေတစ်ကျပ်သားကို55သိန်း5000ကျပ်ရှိခဲ့ပြီးကုန်တယ်နဲ့ရွှေဆိုင်တွေဟာအခောက်ရွှေတုံးရောင်းချမှုနဲ့ပါပြီးအဝယ်သာလက်ခံတယ်လို့လည်းသိရှိရပါတယ်မေလ31ရက်နေ့ညနေပိုင်းအချိန်မှာတော့အခောက်ရွှေစင်းတို့ဟာ56သိန်းနဲ့ဈေးပိတ်သွားခဲ့လို့လည်းသိရှိရပါတယ် ပြည်တွင်းနိုင်ငံခြားငွေလဲဈေးကွက်မှာလဲအမေရိကန်ဒေါ်လာကို4450နဲ့4500ကြားမှာညက်တက်နေပြီးအမေရိကန်ဒေါ်လာတန်ဖိုးဟာပြန်လည်မြင့်တက်လာဖို့တာဆူနေတဲ့အခြေအနေမျိုးကိုမြင်တွေ့ရတယ်လို့နိုင်ငံခြားငွေလဲတိုင်အချို့ကဆိုပါတယ်စစ်ကောင်စီရဲ့ဗဟိုဘဏ်ကတော့ ။ online ပေါ်ကငွေလဲနှုန်းတွေကိုမယုံကြည်ကြဖို့နိုင်ငံခြားငွေဈေးကစားခြင်းမပြုလုပ်ဖို့အတွက်တတိပေးလှုံ့ဆော်ထားပြီးကုန်တယ်တွေကိုဖမ်းဆီးတာတွေကိုလှုံ့ဆော်နေပြီးငွေလဲဟွန်ဒီတမ12ဦးကိုဖမ်းဆီးထားကငွေစင်းတွေကို ပိတ်သိမ်းတာတွေလှုံ့ဆော်ထားတယ်လို့ဗဟိုဘဏ်ရဲ့ထုတ်ပြန်ချက်အရသိရပါတယ်ရှင်။အခုတော့ဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့တဲ့ပုတ်ကတော့ပဲခူးတန်းမင်းလာမြို့နယ်မှာပြည်သူတွေစီကနေအတေးအဓမ္မငွေကြေး တောက်ခံတဲ့လက်ဝကရုံးကိုဘုံခွဲတက်ခတ်ခဲ့ရမှာ ဝန်ထမ်းတို့ထိခိုက်ဒဏ်ရာရှိခဲ့လို့တာရီခန် PDF ကတာဝန်ရှိသူတို့ကပြပြပါဗါဒမင်းလာမျိုးနဲ့ဘိုယုံတန်းရက်ွက်ကအကြက်ဖက်စစ်ကောင်စီလက်အောက်ကလက်ဝကရုံးကိုမေလ30ရက်နေ့ညပိုင်းက တာရီခန်တရင်383နှစ်တက်ခွဲလေးမြေအောက်ပျောက်ကြားတက်ဖွဲ့ကရဲဘော်တွေကမိုင်းခွဲတက်ခတ်ခဲ့တာလည်းဖြစ်ပါတယ်။အဲဒီဘုံခွဲတက်ခတ်မှုတွင်လောက်ဝကယုံဝန်တန်းဦးဟာထိခဲ့ဒဏ်ရာရှိခဲ့တာဖြစ်တယ်လို့လည်းသိရှိရပါတယ်။အဲလိုတက်ခတ်ရတာဟာလောက်ဝယုံကဝန်တန်းတွေဟာမှတ်ပုံတင်လာရပြုတ်လုပ်တဲ့ပြည်သူတွေကို အကြောင်းမျိုးမျိုးပြပြီးအချိန်ဆွဲတာအဆမတန်အတင်းအဓမ္မငွေကြေးတောင်းခံနေတဲ့အတွက်ကြောင့်အကြမ်းဖက်စစ်ကောင်စီအတွက်အလုတ်လုတ်ပေးနေတဲ့ဒေါက်တိုင်တွေဖြစ်တတ်မှတ်ခါအခုလိုဘုံခွဲတက်ခဲ့တာဖြစ်တယ်လို့လည်းသိရှိရပါတယ်။နောက်ထပ်လည်းပြည်သူတွေကိုဒုက္ခပေးနေတဲ့အကြမ်းဖက်စစ်ကောင်စီနဲ့သူတို့ရဲ့ဒေါက်တိုင်တွေကိုပြင်းထန်စွာအရေးယူသွားမှာဖြစ်ပြီးပြည်သူတွေအနေနဲ့အကြမ်းဖက်စစ်ကောင်စီနဲ့ဝေဝေးနေကြဖို့ကြိုတင်အသိပေးလိုတယ်လို့လည်းတာရီခဲ PDF ကတာဝန်ရှိသူတို့ကဆက်လက်ပြောပြပါရရှင်။ ုတ်ကဲ့ပါရှင်။တော့ရန်ကုန်ခေတ်တည်းရဲ့မနက်ခေတ်သတင်းတွေကိုတင်ဆက်ပေးရပါ။ကြည့်ရှုပေးရတဲ့ကျေးဇူးတင်ပါရှင်။ကျမများပါ။